အဆိုင်ဒီပြပြိသက်များအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုတော့ဒီနေ့ညချမ်းလေးမှာဆိုလို့ရှိရင်တော့နီကိုဝီလီယန်နဲ့ဘာစီလိုနာရဲ့နောက်ဆုံးရ transfer news အကြောင်းလေးကိုပြောပြပေးကြပါမယ်ဆိုတော့ဒီအကြောင်းအရာလေးကကျွန်တော်တို့ Liverpool အသင်းရဲ့အာ Luis Diaz နဲ့ Barcelona အသင်းရဲ့အပြောင်းရွှေ့နေလေပေါ့နော်ဓာတ်ရိုက်အချိုးကျနေတာဖြစ်တဲ့အတွက်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးဖြစ်တဲ့အတွက်ကိုအာတင်ဆက်ပေးရခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာ ဘာစနာတင်ရတော့လက်ရှိနေရသည့်အပြောင်းရွှေ့ဈေးကွက်မှာသူတို့အသင်းအနေနဲ့တောင်ပံကစားသမားတအူးကိုအဓိကခေါ်ယူခြင်းနေပြီးတော့အဲ့ဒီတဲမှာဆိုလို့ရှိရင်တော့ကျွန်တော်လစ်ဗာပူးအသင်းရဲ့အဓိကဘဲတောင်ပံကစားသမားပေါ့နော်လူချိုလူဝဒီယက်ကိုတော့ခေါ်ယူခြင်းနေတာမျိုးရှိတယ်အဓိကဦးစားပေးကစားသမားအဖြစ်ခေါ်ယူခြင်းနေတာမျိုးရှိတယ်သို့တော်လည်းဘာစီလိုနာအသင်းကဘနာရေးပိုင်းဆိုင်ရာအခက်အခဲလေးတွေရှိတဲ့အတွက်ကိုငွေကြေးကိုအပြောင်းအရွှေ့မှာတုံးညင်တိုင်းတုံးလို့မရတဲ့အနေအထားမျိုးလေးတွေအကန့်အသတ်နဲ့တုံးရမယ့်အနေအထားမျိုးလေးတွေရှိတယ် ဆိုတော့လီဗာပူးအသင်းဘက်ကလည်းလူဝီဒီယက်စ်ကိုခေါ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ခေါ်ယူမဲ့အသင်းတွေကိုလမ်းဖွင့်ပေးထားတယ်ဒါပေမဲ့လူချိုရဲ့ပြောင်းရွှေ့ခြင်းကိုလီဗာပူးအသင်းဘက်ကတော့ယူရိုတန်း80ဝန်းကျင်လောက်သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကိုဘာစီလိုနာအသင်းကတော့လူချိုကိုခေါ်ယူဖို့တော့အခက်အခဲလေးဖြစ်နေတာမျိုးရှိတယ်ဆိုတဲ့အခါကျတော့လက်ရှိမှာဒါဖာရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ ဘာစီလိုနာအသင်းအနေနဲ့လူချိုကိုခေါ်ယူဖို့အတွက်လက်လျှော့လာနိုင်ပွဲရှိပြီးတော့ဘီဘာဟုအသင်းရဲ့တောင်ပန်ကစားသမားတဦးဖြစ်တဲ့လူငယ်ကစားသမားလေးနီကိုဝီလီယံကိုခေါ်ယူဖို့အတွက်ပို့ပြီးတော့အိုင်ယွန်ဆိုက်ပြီးစ조사လာနိုင်ပွဲရှိရဆိုတဲ့တည်င်းတွေကတက်နေတာမျိုးရှိတယ်။ဆိုတော့နီကိုဝီလီယံကိုခေါ်ယူခြင်းနေတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်လည်းဒါရီယယ်မက်ဒရစ်အသင်းပါဝင်နေတဲ့ဘာစီလိုနာအသင်းရဲ့ပြိုင်ဘက်ပြီးရင်ဘိုင်ယန်မြူးနစ်အသင်းပါဝင်နေပြီးတော့ပရီးမီးယားလိဂ်ကလပ်အသင်းကြီးဖြစ်တဲ့အာစနယ်အသင်းကလည်းပါဝင်နေတယ်လို့တော့သိရပါဗျ။ ဒါနီကိုဝီလီယံကိုရိုင်းကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့အတွက်ကိုတခြားသောအသင်းတွေကလပ်အသင်းတွေရဲ့ကလန်မှုကိုပေချထားခဲ့တဲ့ဆိုတဲ့သတင်းလေးကလည်းဒီနေ့မှတက်နေတာမျိုးရှိပါတယ်။ပြီးတော့ဘာစီလိုနာအသင်းကလည်းဒါလူချိုကိုခေါ်ယူမဲ့အနေအထားလေးကမဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်။အဓိကတော့ပြောင်းရွှေ့ခြင်းကြောင့်ကစားသမားကတော့ဘာစီလိုနာကိုပြောင်းကျင်တဲ့သဘောထားမျိုးလေးတော့ရှိပါတယ်။ကျွန်တော်ရယ်လီဗာပူးမှာလည်းလူချိုရဲ့ပြောင်းရွှေ့နေပတ်သက်လို့တုံ့သက်ပေးခဲ့တာမျိုးရှိပါတယ်။အဲ့ဒီမှာလည်းအသေးစိတ်တော့ကြည့်ရှုလို့ရပါတယ်။ဆိုတော့ဒီမှာတော့ကျွန်တော်လူချိုနဲ့ပတ်သက်တဲ့ ာစီလိုနာနဲ့လူချိုရဲ့ကြားရဲအပြောင်းရွှေ့လေးကိုကျွန်တော်အနေချင်းပဲပြောပြသွားမှာလည်းဖြစ်တယ်။တေဂျာရာကတော့လူချိုမခေါ်ယူပြခဲ့ဘူးဆိုလို့ရှိရင်တော့နီကိုဝီလီယန်ကိုတော့ဒါတခြားသောပြိုင်ဘက်အသင်းတွေထက်လက်ဥမှုရယူပြီးတော့ဘာစီလိုနာအသင်းကခွဲယူသွားနိုင်ပွဲရှိတဲ့အနေအထားလေးမှာရှိတယ်။ဇာသမာကိုရိုင်းကလည်းဘာစီလိုနာအသင်းကိုပြောင်းရွှေ့ချင်နေတာမျိုးရှိတယ်။ ပြီးတော့ဘာစီလိုနာအသင်းမှာဆိုလို့ရှိရင်လည်းဒါလမိုင်းရမယ်လေးရှိနေတဲ့အတွက်ကိုလမိုင်းရမယ်နဲ့နီကိုဝီလျံဆိုတာကလည်းစပိန်လိုက်ပွဲစဉ်အသင်းမှာဆိုလို့ရှိရင်တော့တကယ်ကိုအတွဲညီညီခြေစွမ်းပြသခဲ့တဲ့လူငယ်ခြေတက်ကစားသမားလေးနှစ်ဦးဆိုတော့ဒါလမိုင်းရမယ်လေးရှိနေတဲ့အနေထားဆိုတော့နီကိုဝီလျံအနေနဲ့ဒါဘာစီလိုနာအသင်းကိုဟိုပြောင်းရွှေ့မယ်ဆိုလို့ရှိရင်တော့စပိန်ကစားပေါ်နဲ့အတူကစားရမယ်အနေထားမျိုးလေးမှာရှိပါတယ်ပြီးတော့လက်ရှိမှာဘီဘာအိုအသင်းနဲ့ ဒီနီကိုဝီလီယန်ရဲ့စာချုပ်ဖြတ်သိမ်းကြီးရလေယူရိုအနေနဲ့ဆိုလို့ရှိရင်တော့58တန်းပဲရှိတာဖြစ်တဲ့အတွက်ကိုဘာစီလိုနာအသင်းအနေနဲ့လူချိုကိုမခေါ်ယူနိုင်ပေမဲ့နီကိုဝီလီယန်ကိုခေါ်ယူလို့တော့ရမယ့်အနေအထားမျိုးလေးမှာရှိပါတယ်ပြီးတော့လက်ရှိမှာဖာဘရီဇီယိုရိုမာနိုရဲ့ပေါ်ပြချက်အရဆိုလို့ရှိရင်တော့နီကိုဝီလီယန်ကတော့ဒါအာစနယ်အသင်းဘိုင်ယန်မြူးနစ်အသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ကစိတ်ဝင်စားနေပေမဲ့လေသူ့အနေနဲ့ဒီအသင်းတွေကိုလုံးဝပြောင်းရွှေ့မှာမဟုတ်ဘဲနဲ့ ဘာစီလိုနာအသင်းကိုဒါပြောင်းရွှေ့ခြင်းနေပြီးတော့ဘာစီလိုနာအသင်း officially ဘီဘာကိုအသင်းထံကိုဒါကမ်းလှမ်းမဲ့အနေအထားမျိုးလေးကိုစောင့်ဆိုင်းနေတယ်လို့တော့သိရပါတယ်။လက်ရှိမှာနာမည်ကြီးအားကစားသတင်းတွေဖော်ပြချက်အရဆိုလို့ရှိရင်တော့ဘာစီလိုနာအသင်းကတော့နီကိုဝီလျံကိုခေါ်ယူဖို့အတွက်ဒီတစ်ပတ်ထဲမှာပဲလှုပ်ဆောင်လာနိုင်ပွဲရှိရလို့တော့သိရပါတယ်။စာချုပ်ဖြတ်သိမ်းကြီးကလည်းယူရို58တန်းဆိုတော့ဘာစီလိုနာအသင်းအနေနဲ့ ဒါခေါ်ယူနိုင်မဲ့ပြောင်းရွှေ့ကြီးဖြစ်တယ်လို့ပေါ်တရှင်အများကြီးရှိတဲ့ကစားသမားလေးဖြစ်တဲ့အတွက်ကိုဘာစလိုနာအသင်းအနေနဲ့ရတဲ့ဒီကိုဝီလီယံကိုလက်လွတ်သွားမှာတော့မဟုတ်ဘူးအဲနမကြီးအာသာသတင်းတွေဖော်ပြချက်ရဆိုလို့ရှင်တော့ဘာစလိုနာအသင်းရတော့ဒီကိုဝီလီယံအတွက်ကိုတနှစ်လောက်ခယူရို၁၂တန်းဝင်းကျင်ပေးချေပြီးတော့ခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေကလည်းတက်နေတာမျိုးလေးရှိပါတယ်ဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပေါ့နော်ဒါလူချိုနီကိုဝီလီယံနဲ့ဘာစီလိုနာတို့ရဲ့သုံးပွင့်ဆိုင်အပြောင်းအရွှေ့ဇလန်လီမှာဆိုလို့ရှိရင်တော့ အာကျွန်တော်တို့ Liverpool အသင်းနဲ့လည်း diet သက်ဆိုင်နေရဆိုတဲ့ဟာမျိုးလေးကျွန်တော်ရှေ့ကပြောပြပေးခဲ့တဲ့လိုမျိုးပဲပေါ့နော်တကယ်လို့ဒါ Barcelona အသင်းနေနဲ့ Lucho ကိုလက်လျှော့ပြီးတော့ Nico Williams ကိုဒါလက်ရှိအပြောင်းရွှေ့ဈေးကွက်မှာခေါ်ယူပြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ Lucho အနေနဲ့ကတော့ Liverpool အသင်းမှာဆက်ရှိသွားဖို့ရာခိုင်နှုန်းကတော့တော်တော်လေးများပါတယ်ဆိုတော့ကျွန်တော်တို့ Liverpool အသင်းရဲ့ဘတ်အချမ်းမှာလည်းဒီနေ့တက်လာတဲ့ update news တွေအရာကြည့်မယ်ဆိုလို့ရှိရင်တော့ Liverpool အသင်းကလည်း ရူမားတွေတောက်လျှောက်တက်နေတဲ့အပြောင်းရွှေ့မှာပေါ့နော်တကယ်လို့လူချိုးကသာလက်လွတ်ရမယ်ဆိုလို့ရှိရင်တော့ဒါအန်တိုနီဂေါ်ဒွန်နဲ့သတင်းပြန်ထွက်နေတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဲဒါကြောင့်လည်းနီကိုဝီလီယန်ကလည်းဘာစီလိုနာတင်းကိုပြောင်းရွှေ့ချင်နေတယ်ဘာစီလိုနာတင်းကလည်းခေါ်ယူဖို့အတွက်အဲကြိုးစားလာမယ့်အနေအထားမှာဆိုလို့ရှိရင်တော့ဒီတစ်ပတ်ထဲမှာပဲနီကိုဝီလျံရဲ့ဘာစီလိုနာရဲ့အပြောင်းရွှေ့ကတော့ဟယ်ဝီကိုဒန်ဒီဖြစ်လာမှုရှိတယ်။တစ်ဆက်ထဲမှာပဲနီကိုဝီလျံဒီသာ ဘာစီလိုနာအသင်းကိုရောက်ရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့ရပြောလို့ပဲလူချိုကတော့လီဗာပူးအသင်းမှာဆက်ရှိဖို့ရာဂိုင်းတော့တော်တော်လေးတော့များသွားပါပြီအဲဒါကတော့ဒီနေ့မှရရှိခဲ့တဲ့လူချိုနဲ့ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါနီကိုဝီလန်နဲ့ဘာစီလိုနာကျွန်တော်တို့လီဗာပူးအသင်းတို့ကြားရတဲ့အပြောင်းရွှေ့ကြောင်းရာလေးကိုပြောပြပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးကိုကောင်းမောပေါ့စ်မှာဝင်ပြပေးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ